ကာလီစောပါဒီကနေ့နိုဝင်ဘာလ18ရက်နေ့နရီစီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမြို့နယ်မင်းပြင်းမိုးလေဝါသရေဒါစခန်းမှာဝါဒဖြန့်ဓာတ်ပုံရိုက်နေစဉ်အကြံဖတ်စစ်တပ်ကစစ်သားတွေတန်းစီစုယုံနေချိန်မှာအေးအေးကဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက်သေဆုံးမှုတွေများပြားတဲ့ဆိုတဲ့သတင်း မြန်မာစစ်တပ်ရဲ့အဖွဲ့ဝင်တွေပိတ်မိနေတဲ့နေရီကန်လေကြောင်းရံကာကွယ်ရေးပြူဟာစခန်းကိုလေကြောင်းကနေလက်နက်ခေရန်နဲ့စားနေရိတ်ခါရီရှာပေးစင်မှာလာကောက်တဲ့စစ်သားတွေကိုအာရခတက်တော် AA ကလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့စစ်သားတချို့သေဆုံးခဲ့တဲ့ဆိုတဲ့သတင်း။စာဝတ်နေရေးအစီအမပြေမှုတွေကြောင့်စစ်တွေပြင်ပကိုခိုးထွက်တဲ့ဆက်လင်နှစီကိုစစ်တပ်ကတနက်နဲ့ပစ်ခတ်ဖမ်းဆီးရဲဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ ကြောက်ဖြူမျိုးနဲ့မင်းပြင်းမိုးလေဝသရေဒါစခန်းအဆောက်အဦရှိမှာဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့စစ်ကောင်စီတပ်သားတွေတန်းစီစုယုံနေချိန်မှာအရခတ်တတော် AA ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်စစ်သားအများအပြားသေဆုံးခဲ့ရပါတယ်။ဒီလောက်၁၄ရက်နေ့မနက်စင်နာရီကျော်လောက်မှာမင်းပြင်းကိုတင်လို့ရတဲ့ဆိုပြီးတော့အတင်းတိုးဝင်လာတဲ့စစ်ကြောင်းဖြစ်ပါတယ်။ဒီဒရုန်းတိုက်ခိုက်မှုအတွင်းမှာသေဆုံးသွားတဲ့စစ်သား၂၀လောက်ရှိပြီးဒဏ်ရာရရှိသူတွေလည်းများပြားတယ်လို့သိရပါတယ်။ ဒါအပြင် AA တပ်ဖွဲ့ဝင်တရှိုးကနောက်ဆုတ်ပေးတဲ့ပုံစံနဲ့ရွာကနေအထွက်ပြတာကိုတကယ်ထင်မှတ်ပြီးတော့မင်းပြန်ရွာတဲ့ကိုကျုံဝင်လာတဲ့စစ်ကြောင်းကို AA ကအနိကတ်ရှင်မုံနာကြောင့်စစ်သားအများပြားသေဆုံးခဲ့ရတယ်လို့တန်ရရရှိခဲ့ရတာလို့စီးရေးတင်ရင်းမြစ်တွေကပြောကြပါရယ်။ဒါအပြင်လက်ရဖန်စီရမိသူတွေနဲ့လက်နက်ရှာသူတွေလည်းရှိခဲ့တယ်လို့သိရပါရယ်။စေအောင်စုအဖွဲ့ဝင်တွေပြိမိနေတဲ့အမ်ပဒန်လမ်းပေါ်မှာရှိတဲ့နေရီကန်လေကြောင်းရံကောက်ွေရေးပြူဟာစခန်းကို လက်နက်ခရင်နဲ့စားနေရိတ်ခါတွေရှာပေးစင်းမှာလာောက်တဲ့စစ်သားတွေကိုအရခတက်တော် AA ကလက်နက်ကြီးဒရုန်းတွေနဲ့ချိန်သားဂိုက်ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့်စစ်သားတရှို့သေဆုံးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ16ရက်နေ့မနက်ကပထမတစ်ကြိမ်နေ့လယ်ပိုင်းမှာဒုတိယတစ်ကြိမ်လက်နက်ခရင်နဲ့ရိတ်ခါတွေကိုလာရောက်ရှာပေးခဲ့တာပါ။ဒုတိယတစ်ကြိမ် Y8 ကနေလေထီးတွေနဲ့ရှာပေးတဲ့အချိန်စစ်သားတွေပစ္စည်းကိုလာောက်စင်းမှာ အေအေကပြစ်ခတ်လို့ဆေးဦးလောက်တည်ဆုံပြီးတော့စကန်ကုန်းဘော်ကကဘာလုံးအဆောက်ဦးလဲလက်နက်ကြီးထိမှန်ကပြိုကျသွားတယ်လို့စီရီတရင်ရင်မြစ်တယောက်ကပြောပါတယ်။နေရီကန်တောင်လေကျောင်းရဲ့ကောက်ကွေရေးပြူဟာစကန်ကိုအရခတ်တက်တော်ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကရဲအတန်ကြောင်ဝိုင်းရံပိတ်ဆို့ထားပြီးစစ်ကူစစ်ကြောင်းတွေကိုလည်းတော်လန်ရေးတပ်ဖွဲ့တွေကတောင်ချင်နာအထိမရောက်လာနိုင်အောင်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်နေကြတာပါ။ဒါကြောင့်ရိတ်ခါနဲ့လက်နက်ခေယံပြတ်တောက်နေတဲ့နေရီကန်ပြူဟာကို မီးအင်တွေကနေလေထီးနဲ့ရိတ်ခါတွေရှာပေးနေရတာဖြစ်ပါရဲ့ရှင်။စစ်တွေမျိုးပေါ်မှာစားဝတ်နေရေးကြက်တိန်မုံကြောင့်မနေ့ကမနက်၄နာရီလောက်ကစစ်တွေမျိုးပြင်ကိုခိုးထွက်တဲ့ဆက်လက်နှစီကိုစစ်တပ်ကတနက်နဲ့ပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့သိရပါရယ်။မနေ့ကနိုဝင်ဘာလ16ရက်နေ့မနက်၄နာရီကျော်အချိန်လောက်မှာစစ်တွေကိုကိုရီးယားစိတ်ကန်ကကလတန်မြစ်အတိုင်းဆက်လက်နှစီနဲ့ထွက်ခွာလာစဉ်ကိုရီးယားစိတ်ကန်မှာတာဝန်ကျနေတဲ့ရဲနဲ့စစ်သားတွေကတနက်နဲ့လှမ်းပြစ်ခတ်ခဲ့တာဖြစ်ပါရယ်။ ပစ်ခတ်ပေမဲ့လည်းမရက်ပဲနဲ့ဆက်လက်ထွက်ခွာနေတာကြောင့်နေပြည်ကနေပါတနတ်တွင်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ဒေသခံအမျိုးသမီးတယောက်ကနှွေစီယာကိုပြောပါရယ်လက်ရှိမှာဖမ်းဆီးခံရသူတွေကိုနေပြည်ကထိန်းသိမ်းထားပြီးထိခိုက်မှုရှိမရှိကိုတော့မသိရှိရသေးပါဘူးစစ်တွေမျိုးမှာပြိမိနေကြသူအများစုဟာအလောက်ကိုင်းမရှိတာအပြင်ကုံစင်းနှုတ်တွေကြီးမြင့်လို့စားဝတ်နေရေးအဆင်မပြေဖြစ်နေကြတာပါဒါကြောင့်ပြည်သူတို့ချို့ဟာစစ်တွေမျိုးပြင်ကို အသက်ဆုံးပြီးတော့ ိုးထွက်ပြေးမှုတွေရှိနေကြတာဖြစ်ပါတယ်။ဒီကနေ့ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ဖြူရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နေပြည်တော်နေမြေအထိတော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖော်ဆောင်လာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်အောက်တရသီရီမျိုးနေကစစ်ကောင်မရှင်ရဲ့စစ်တပ်လုံခြုံရေးကင်းစခန်းတစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ိုဝင်ဘာလ12ရက်နေ့ကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့နိုဝင်ဘာလ13ရက်နေ့မှာလည်းထပ်မံပြီးအဲ့ဒီစခန်းကို ရှင်းလင်းရေးလုဆောင်ခဲ့ပါတယ်။အဲ့ဒီစခန်းဟာနေပြည်တော်တက်ကောင်းမြို့နယ်အတွင်းမှာရှိတဲ့ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းတစ်ခုဖြစ်ပြီးစခန်းကိုရှင်းလင်းရေးလုဆောင်မှာလက်နက်ခင်းရနဲ့စစ်တုံးဆောင်ပစ္စည်းတွေကိုလည်းတင်စီရမိခဲ့တယ်လို့ PLA ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူပဲနေပြည်တော်တက်ကောင်းမြို့နယ်ကလေးကတရားစခန်းဂိတ်ကိုလည်း တော်လရေးတပ်ဖွဲ့တွေကဒီလ17ရက်နေ့ညအချိန်မှာဝင်းရောက်တိုက်ခိုက်ရမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးတော့အရာရှိတအူဒဏ်ရာရရှိခဲ့တာဆေးရုံတင်ထားရတယ်လို့နေပြည်တော်တပ်ကုန်း PDF တပ်ရင်းအမှတ်803ကတင်ထုတ်ပြန်ခဲ့ပါတယ်ဒီလိုနေပြည်တော်နေမြေအထိတော်လရေးတပ်ဖွဲ့တွေကတိုက်ကွက်ဖော်ဆောင်လာတဲ့အပေါ်မှာစစ်လော်ဘီတအူကတပ်ကုန်းလိုနေရာတွေအထိ PDF တွေစိတ်ဝင်လာတာဟာနေပြည်တော်ဒေသအထိကိုစီးပောက်တာ ဖြစ်တယ်လို့ထုတ်ဖော်ရေးသားလာပါတယ် စီဒီအမ်ဘူကြီးစင်ရောကတော့နေပြည်တော်ကောင်စီနေမြေအထိတော်လှန်ရေးတပ်တွေရဲ့တိုက်ခွတ်ဖော်ဆောင်လာနိုင်မှုကြောင့်စီယုံချုပ်ဟာ၆ချားနေလောက်ပြီးလို့လဲသုံးသက်ရေးသားထားပါတယ်။လက်ရှိစစ်ကောင်မရှင်ဟာမျိုးတွေကို တမျိုးပြီးတမျိုးသိမ့်ပိုင်နိုင်တယ်လို့ဝါဒဖြန့်နေပေမဲ့လက်တွေမှာတိုက်ပွဲတိုင်းလိုလို အောင်မြင်မှုမရဖြစ်နေတယ်လို့စီရီလီလာအကိခတ်သူတွေကသုံးသပ်ကြပါရရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလွန်ခဲ့တဲ့နှစ်ကပေါ်ပေါက်ခဲ့တဲ့ လူထုလှုပ်ရှားမှုနဲ့ပတ်သက်ပြီးဆွေးဆော်ထားတဲ့အမွန်ကိုတရားရုံးကဒီကနေ့နိုဝင်ဘာလ18ရက်နေ့မှာဆုံးဖြတ်ချက်ရှာဖို့ရှိလို့နိုင်ငံအနေနဲ့လုံခြုံရေးတုံ့ပြန်ထားတယ်လို့သိရပါဗျ။ဝင်းကြီးရှုပ်ဟောင်းရှိဟာစီနာကို2024ခုနှစ်ဇူလိုင်လမှာဖြစ်ပွားခဲ့တဲ့လူထုအုံကြွမှုအတွင်လူအများအပြားတည်ဆောက်ခဲ့ရမှုနဲ့ပတ်သက်ကလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ဆွေးချက်နဲ့တရားစွဲဆိုထားတာပါ။ဒီအမှုကိုဒီကနေ့မှာဆုံးဖြတ်သွားမယ်လို့လွန်ခဲ့တဲ့အပတ်က တရားရုံးတော်ကနေကြီးညာချက်ထုတ်ပြန်ပြီးကလေးကဘင်္ဂလားဒေ့ရှ်နိုင်ငံနေရအနှံ့အပြားမှာ လက်လုပ်ပုံးတွေနဲ့တိုက်ခိုက်တာကားတွေကိုမီးရှို့ဖျက်ဆီးတာအစိုးရတာဝန်ရှိသူတွေရဲ့နေအိမ်တွေကိုတိုက်ခိုက်တာတွေတောက်လျှောက်ဖြစ်ပေါ်နေခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ရေတပ်ဖွဲ့ကလည်းကားတွေအဆောက်အဦတွေကိုမီးရှို့သူတွေကိုတနက်နက်ပြစ်မိထုတ်ထားပါတယ်။ရာထူးကနေဖြုတ်ချခံရတဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစိနာရဲ့တာဖြစ်သူဂျွိုင်းကပါတီအပေါ်မှာပြည်ပင်မုံကိုမဖြစ်ရှားရင်အဝါမီလက်ကို ထောက်ခံသူတွေက ဖေဖော်ဝါရီလမှာကျင်းပမယ့်အမျိုးသားရွေးကောက်ပွဲကိုပိတ်ဆို့လိမယ်လို့တင်းငွေတွင်တွင်မှာပြောကြားခဲ့ပြီးဆန္ဒပြမှုတွေဟာအကြမ်းဖက်မှုအဖြစ်ကိုမြင့်တက်လာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။ကုလသမဂ္ဂအစည်းအဝေးခန်းစာတစ်ခုအရပြီးခဲ့တဲ့နှစ်ဇူလိုင်လ15ရက်နေ့ကနေဩဂုတ်လ5ရက်အတွင်းဘင်္ဂလားဒေ့ရှ်အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေမှာလူပေါင်း1400အထိသေဆုံးခဲ့ရပြီးတော့ထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ကအများစုဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ်တနက်နဲ့ပြစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။နရီစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရီစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.nariseya.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။နရီစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။